မြောက်ကိုရီးယားနိုင်ငံအပေါ်တိကျပိတ်ဆို့မှုတွေပါလှုပ်ထားတဲ့ဂျပန်အစိုးရဟာပိတ်ဆို့မှုသက်တမ်းကိုနောက်ထပ်နှစ်နှစ်ထပ်တိုးလိုက်ပြီဖြစ်တယ်လို့အေဘီလာရှိရနေကကြေညာခဲ့ပါတယ်။မြောက်ကိုရီးယားအစိုးရကကျင်းပတဲ့ခေါင်းဆောင်ကြီးကင်အီဆွန်ရဲ့105နှစ်မြောက်မွေးနေ့အထိမ်းမှတ်အခမ်းအနားကိုအေဘီလာရှိရနေကကင်အီဆွန်ရင်ပြမှာပြုလုပ်ခဲ့တယ်လို့ပြီးခဲ့တဲ့ရက်သက်သက်ပတ်အတွင်းကမြောက်ကိုရီးယားဘက်ကပြုလုပ်ခဲ့တဲ့ဒုတိယမြောက်ဒုံးကျည်ဟာခေါင်းဆောင်ကြီးကင်အီဆွန်မွေးနေ့အထိမ်းမှတ်ဖြစ်တယ်လို့ပြုံရန်အစိုးရကပြောဆိုခဲ့ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီကမြောက်ကိုရီးယားအပေါ်ပိတ်ဆို့မှုအစီရင်ခံစာပါအချက်လက်တွေတင်မကပဲဂျပန်အစိုးရရဲ့တရားအရေးယူအပြစ်ပေးမှုတွေကို2006ခုနှစ်ကစတင်လှုပ်ဆောင်ခဲ့တာဖြစ်ပြီးအပိလာ12ရက်နေ့မှာတက်တန်းကုံဆုံးမှာဖြစ်ပါတယ်ဂျပန်အစိုးရရဲ့ပြုံရန်အစိုးရအပေါ်အရေးယူပိတ်ဆို့မှုတွေမှာ ကုန်သွယ်မှုပိတ်ပင်ခြင်း၊မြောက်ကိုရီးယားအမည်စရဲနဲ့တင်းမောတွေကိုလူလူချင်းစာနာထောက်ထားမှုအရေးကလွဲလို့ဂျပန်စိတ်ကန်းတွေမှာကန့်ကွက်ခွင့်မပြုခြင်း၊နှစ်နိုင်ငံလေးချောင်းကုလူဆက်ဆံမှုပိတ်ပင်ခြင်းစတာတွေပါဝင်ပါတယ်။ဒီပိတ်ဆို့မှုတွေဟာဖွံ့ဖြိုးမှုနှေးကွေးလွန်းတဲ့နိုင်ငံအတွက်နျူကလ িয়ার စီစဉ်တွေဆွန့်လွတ်ဖို့အရေးလောက်ဆောင်တဲ့ကုလသမဂ္ဂရဲ့ပိတ်ဆို့မှုတွေထဲမှာထိရောက်မှုအရှိဆုံးနည်းလမ်းတွေဖြစ်ပါတယ်။